ါလီစောပါဒီကနေ့အော်တိုဝါလာ14ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ဖျက်တောက်တိုက်ခိုက်မှုကြောင့်ရုံးမအချက်ချန်နေရာနှစ်ခုမှာတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းကြောက်ဖြူမှာစစ်နေပြည်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်သုံးနှစ်အရွယ်ကလေးငယ်တယောက်တရားရရှိသွားရတဲ့ဆိုတဲ့တဲ့မန်းအောင်မှာဥပရှိန်ဦးဆောင်တဲ့ RMB ပါတီဆိုင်ဘိုစိုက်ထူပြီးတော့မေးဆွေစည်းရုံးမှုတွေစတင်နေဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Arica Dot AA နဲ့ပူပေါက်တော်လင်ရေးတပ်ဖွဲ့တွေရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့်ရိုးမအခြေခံနေရာနှစ်ခုမှာမနေ့ကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်တပ်အကြမ်းဆုံးများတာကြောင့်လေကြောင်းပစ်ကူခေရတဲ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ ပထမတိုက်ပွဲကတော့မကွေးတိုင်းငဖဲမြို့နယ်ပဒံမြို့မြေလက်ကျေးရွာအနားမှာဖြစ်တာပါစစ်တပ်အင်အား200လောက်နဲ့ဇင်ပွန်ဖက်ကနေမြေလက်ဖက်ကိုလှုပ်ရှားလာရမှာအေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကလျှက်တပြက်ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်နောက်တစ်ပွဲကတော့အုတ်ရှိပင်တောင်ကုတ်ရိုးတောင်ကျော်လန်းပေါ်မှာရှိတဲ့ညောင်ချေတောက်ကျေးရွာအနားမှာဖြစ်ပွားခဲ့တာပါ ညောင်ချီတောက်စခန်းကနေတက်လာတဲ့စစ်ကြောင်းကို AA ဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကအပိသက်ရှင်မုံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေက ပြောကြပါဗျ။ဒီစစ်ကြောင်းမှာအင်အားတရားလောက်ပါဝင်ပြီးမင်းကနေ့လေအချိန်မှာကြားဖြတ်ရှင်မုံတိုက်ခိုက်ခံခဲ့ရတာလို့သိရပါဗျ။တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတည်ဆုံးနေတဲ့ရုပ်အလောင်းတွေကိုထားခဲ့ကစင်လန်စခန်းကစစ်ကူရောက်လာပြီးမှသာအလောင်းတွေကို ပြန်လည်ဆွဲထုတ်သွားနိုင်ခဲ့တယ်လို့သိရပါဗျ။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ ကျောက်ပြုံမြို့နယ်မှာစစ်တပ်ရဲ့နေပြည်တော်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့သုံးနှစ်အရွယ်ကလေးငယ်တယောက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ကျောက်ပြုံမြို့နယ်ကျောက်ပြောက်ကြီးွာကအသက်သုံးနှစ်အရွယ်မောက်ဖိုးရွှေလာမင်းဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ကျောက်ပြုံမြို့နယ်မင်းရဲ့တိုက်နယ်ကျောက်ပြောက်ကြီးွာအောက်ဖက်ပင်လေပြင်းမှာကြောက်ချာရန်နာထားတဲ့စစ်တပ်ရဲ့နေပြည်တော်ကနေအော်တိုဘားလ12ရက်နေ့မှာအနီးအနားမှာရှိတဲ့ကြီးွာဒေသခံတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးကြီးတွေနဲ့ပစ်ခတ်ရမှာအခုလိုတန်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်အလားတူကြောက်ဖြူမျိုးနဲ့မှာအော်တိုဘားလာ၁၀ရန်တွေကလည်းနေပြည်တော်ပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့အသက်86နှစ်အရွယ်ဒေသခံအမျိုးသားတဦးတန်ရာအပြင်းထန်ရရှိသွားခဲ့ပါရယ်စစ်တပ်ရဲ့တိုက်ခိုက်ရေးနေပြည်တော်အပါအဝင်နေပြည်စီစီထက်မနေစစ်တွေကြောက်ဖြူရန်ပြင်းမန်အောင်တန်တွေစတဲ့ပင်လယ်ပြင်တလျှောက်သွားလာလှုပ်ရှားကကင်းလှည့်ပြီးတော့ဒေသခံငါးဖမ်းသမားတွေကိုဖမ်းဆီးရတွေ့ လူနေကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ကံယိုတန်းကန်းဆက်နဲ့နီးစပ်တဲ့ဒေသခံတွေရှောင်ချားကြဖို့အရက်ခါတက်တော်ကတတိပေးထုတ်ပြန်ထားပါတယ်။မန်အောင်မြို့နယ်မှာရွေးကောက်ပွဲအတွက်ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP စိုင်းဘိုးစိုက်ထူပြီးတော့မေးဆွေစေယုံမုံတွေစတင်နေတယ်လို့သိရပါတယ်။မန်အောင်မြို့နယ်မှာရှိတဲ့ကအေးကြီးရွာမှာအော်တိုဘာလ12ရက်နေ့ကအဲ့ဒီပါတီတပ်ဖွဲ့ဝင်တွေကပါတီစိုင်းဘိုးတွေစိုက်ထူပြီးတော့ ကြီးရွာသူကြီးရွာသားတွေကိုမေးဆွေစေယုံခေကြတယ်လို့မန်အောင်ဒေသခံအမျိုးသားတယောက်ကမျက်မြင်စရာကိုပြောပါရယ်မန်အောင်မျိုးဟာစစ်တပ်အလုံးစုံထိန်းချုပ်ထားတဲ့မျိုးဖြစ်လို့ရွေးကောက်ပွဲကျင်းပဖို့အခက်အခဲမရှိနိုင်ကြောင်းနိုင်ငံရေးစောင့်ကြည့်လေးလာသူရခိုင်အမျိုးသားတယောက်ကပြောပါရယ်မန်အောင်မျိုးနဲ့အပြင်စစ်ကောင်မရှင်ထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးနယ်တွေမှာလည်းမေးဆွေစေယုံရေးစတင်လှုပ်ဆောင်နေကြပြီဖြစ်ပါရယ် စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းကိုဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးရခိုင်မှာစစ်ကောင်မရှင်ထိန်းချုပ်ဆဲမြို့နယ်၃ခုအပြင်အေအေထိန်းချုပ်ထားတဲ့ကွတ်တန်တွင်တောင်ကုန်းနဲ့အမ်းမြို့နယ်တွေမှာပါရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်ကောင်မရှင်ကကြေညာထားပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့ နိုင်ငံတကာအနေနဲ့စစ်အုပ်စုကပြုလုပ်မဲ့တော်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစီရေးသဘောတူညီချက်စာချုပ် NCA ရှုပ်ဆိုတဲ့ဆင်းနှစ်ပြည့်ပွဲကိုမတက်ရောက်ကြဖို့အတွက် NCA လက်မှတ်ရေးထိုးထားရမှာပါဝင်ခဲ့တဲ့တော်လင်ရေးတပ်ဖွဲ့6ခုကတိုက်တွန်းလိုက်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ရှင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မွန်ပြည်သက်ပါတီ NMSP နဲ့လာဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကမနေ့ကအောက်တိုဘာလ23ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ပြီးတော့တိုက်တွန်းလိုက်တာဖြစ်ပါတယ်2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်အဲ့ဒီ NCA အကောင့်တွေဖော်ဆောင်မှုလုပ်ငန်းစဉ်ဟာလည်းရပ်ဆိုင်းသွားပြီးတော့စက်ခုစုပ်တစ်ခု အဖြစ်ကိုရောက်ရှိသွားပြီလို့ဆိုထားပါတယ်ပြည်သူလူထုကိုနေ့စဉ်ပုံကျစ်တက်ဖြတ်တာလူငယ်တွေကို အတမစင်မူထန်ခိုင်းစီတာတွေပြုလုပ်နေတဲ့စစ်အုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်တာဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုတွေကိုဖန်တီးနေတဲ့စစ်အုပ်စုကိုထောက်ခံရကြလို့ဒီအခမ်းအနားကိုမတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့အတူယက်တီချောင်းပြသပေးဖို့ကို UNRCN နဲ့နိုင်ငံတကာတန်တမန်တွေကိုတိုက်တွန်းလိုက်တာပါမြန်မာနိုင်ငံရဲ့ပြည်ထနာကိုနိုင်ငံရေးနေလန့်နဲ့ဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ NCA စာချုပ်ကို KNU CNF ABSDF PNLO ALP, DKBA, RCSS, KNU, NMSP နဲ့ LGU စတဲ့လက်မှတ်ထိုးထားခဲ့တဲ့အဖွဲ့အစည်းပွဲရှိခဲ့ပါတယ်။ NCA ကိုလက်မှတ်ထိုးချိန်က ကုလသမဂ္ဂဥရောပသမဂ္ဂ American, Japan, Thai, တရုတ်နဲ့အိန္ဒိယတို့ပါအသီးသတ်တွေအဖြစ်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးအဲဒီနိုင်ငံတကာအသီးသတ်တွေတွေလည်းအခု NCA နှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ဖို့ရှိတယ်လို့ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမကြသေးမီကထုတ်ပြန်ပြောဆိုအပြီးမှာအခုလိုတော်လန်ရေးတက်ဖွဲ့6ခုကပူးတွဲထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရှွန်ဘူရီခရိုင်မှာပလတ်စတစ်နဲ့ဖော့ဆက်ယုံမိုးကျပစ်ခံရမှုကြောင့်မိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာလ17ရက်နေ့မွန်လေးတနာရီ30မိနစ်လောက်မှာ မိုးသေးထန်စွာရောသွန်းပြီးတဲ့နောက်မိုးကြိုတွေပြစ်ခတ်စင်မှာပလတ်စတစ်အစိအပိုင်းတွေနဲ့ဖော်ပုံးတွေထုတ်လုပ်တဲ့ဆက်ယုံကိုမိုးကြိုထိမှန်ပြီးမိလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြကြပါဗျ။အဲဒီဆက်ယုံဟာရှွန်ဘူရီခရိုင်ဆီလာရှာမြို့နယ်ဘန်ဖရတ်ကျွော်မှာတည်ရှိတယ်လို့သိရပါဗျ။မိသက်သမားတွေကမိသက်ကအစိရဲ့20ကျော်နဲ့မိညီသက်ခေရမှာနှစ်နာရီကျော်ကြာမိညီသက်ခေရတာဖြစ်ပါဗျ။မိလောင်ကြုံမှုကြောင့်9000နှစ်နဲ့9000တုံးတို့မှာ ြက်နဲ့လောင်ကျွန်းသွားခဲ့ပြီးတော့တာဝန်ရှိသူတွေကမိကိုအတိုင်းအတာတစ်ခုအထိ ထိန်းနိုင်ခဲ့တယ်လို့ဆိုထားပါဗျ။မနေ့ကထိုင်းအလုပ်ပိတ်ရဖြစ်တာကြောင့်မိလောင်ကျွန်းမှုဖြစ်စဉ်အတွင်းလူထိခိုက်မှုမရှိခဲ့ပါဘူး။ပျက်စီးဆုံးရှုံးမှုတံမုတ်ကိုတော့ထိုင်းအာနာပိုင်တွေကစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျမတို့နရင်းစရာကထုတ်လင်းတဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။